လုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက်ကို ကျမတို့ထုတ်ပြန်မဲ့ရွေးကောက်ပွဲကြီးညာစာတမ်းကိုစာတမ်းဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ပေးပါတော့ကျမတို့ဘ ਹੁ အလုံးမှုဆောင်ကော်မတီရဲ့ဒုတိယဥက္ကဋ္ဌကြီးများဘ ਹੁ အလုံးမှုဆောင်အဖွဲ့ဝင်များဘ ਹੁ ကော်မတီဝင်များအဲကိုယ်စားလှယ်လောင်းများနဲ့ တိုင်းဒေသကြီးပြည်နယ်အသီးသီးကိုကိုစားပြုပြီးတက်ကြတဲ့ကိုစလဲလောင်းများနဲ့အမှုဆောင်များအလုံးကိုဖိတ်ကြားထားသူအလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရရှင်အဲပြီးတော့ကျမတို့ပါတီရဲ့မူဝါဒတစ်ခုဖြစ်တဲ့ရှင်းဝတ်စည်းကမ်းနဲ့အညီဆောင်ရွက်မဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍကိုညင့်တင်ဖော်ထုတ်သွားမယ်ဆိုတဲ့အတိုင်းပေါ့နော်ကျမတို့ကဒီခုအချိန်မှာ၄မြင်းဆောင်2025 သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကို မီဒီယာအနေတဆင့်ပြည်သူလူထုကို ရှင်းလင်းတင်ပြတာဖြစ်ပါတယ်ရှင်။အဲကျမပထမအုံဆုံးပေါ့နော်ကျမတို့ရွေးကောက်ပွဲကြေညာစာတမ်းမှာပါတာလေးပေါ့နော်ကျမတို့ဟိုဒီအမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့1948ခုနှစ်မှာပြောထားခဲ့တဲ့အဲမိန့်ခွန်းတွေကကောက်နှုတ်ချက်လေးတွေကိုကျမအရင်ရှင်းလင်းတင်ပြခြင်းပါတယ်ရှင် နံပါတ်1အနေနဲ့တိုင်းတိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ယာထားချက်များကိုရှေ့ဆောင်ပြီးလုပ်လုပ်ဖို့ရန်မှာအစိုးရဤတာဝန်ဖြစ်သည်လို့အဲဒီ1948ခုနှစ်ဂျွန်လ9ရက်နေ့ဆိုရန်တိုဗီလာမိန်ကောမှာဗိုလ်ချုပ်အောင်ဆန်းအမိန့်ရှိခဲ့တာဖြစ်ပါတယ်ရှင်တိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့ယာထားချက်များကို ရှေ့ဆောင်ပြီးလှုပ်လှုပ်ဖို့ရန်မှအစိုးရဤတာဝန်ဖြစ်သည်ဆိုတော့ကျမဒါလေးကိုကျမတို့ရဲ့ရွေးကောက်ပွဲချင်ညာစာတမ်းမှာရွေးပြီးအသုံးပြုတာကတော့ကျမတို့လည်းအခုပြိပက္ခတွေဖြစ်နေတယ်ပြီးလို့ရှိရင်ကျမတို့သဘာဝဘေးတွေရင်ဆိုင်နေရတယ်ဒီပြိပက္ခဘေးသဘာဝဘေးတွေကနေကျမတို့ပြန်လည်ထူထောင်ဖို့လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်ရှင်အဲ့အတွက်ကိုကျမတို့အနေနဲ့မူဝါဒတွေလုပ်ငန်းလမ်းစဉ်တွေချမှတ်ပြီးလို့ရှိရင်ဆောင်ရွက်ရဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင် နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမိုကရေစီပေါ့နော်ဒီမိုကရေစီလို့ပြောလို့ရှိရင်လူထုဘဝလက်ငင်းမြင့်တင်ပေးမဲ့တကယ့်ဒီမိုကရေစီပေါ့နော်အင်္ဂလိပ်လိုပြောလို့ရှိရင်တော့အဲကျွန်တော်တို့ကပါတီအနေနဲ့ပြောတာပေါ့နော် PPP strives for democracy that delivers ဟိုဟိုပေါ့အလုတ်ဖြစ်တဲ့ဒီမိုကရေစီပေါ့နော်တကယ်အကျိုးရလတ်ကိုပြည်သူလူထုဒီမိုကရေစီရဲ့ကောင်းကျိုးရလတ်တွေကိုပြည်သူလူထုကိုတကယ်ဆောင်ကျင်းပေးနိုင်တဲ့ဒီမိုကရေစီမျိုးကိုကျွန်တော်တို့ဖော်ဆောင်မှာဖြစ်ပါတယ် ไอ้ดิไอ้น่ะเนี่ยปัดตะโลเลยจมไม่เลยไก่ไปเจ้าเลยเออไอ้น่ะเนปเนเนเลยโตไปเนาะเนาะไอ้น่ะเนี่ยปัดตะโลเลยเออดิเออโบจ่องอองซังก็นี่ပြီးတော့มา1948ခုနှစ်မေလ16ရက်နေ့ဂျူဘလเဟောမှာကျင်းပတဲ့ပါစပါလာရဲ့ပနာမပြင်ဆင်าှုညီလာခံမိန့်ခွန်းလေးကိုကျွန်မအဲကျွန်တော်တို့ ပါတီရဲ့ကြီးညာစာရမ်းမှာရေးထည့်ထားတာဖြစ်ပါရှင်တကယ်ဒီမိုကရေစီဆိုတာနိုင်ငံရေးသဘောတရားအရာပြည်သူတွေရဲ့အကျိုးအတွက်ပြည်သူတွေက တင်မြောက်ထားတဲ့အစိုးရဖြစ်ယုံနဲ့မပြီးသေးဘူးအဲ့ဒီအစိုးရဟာပြည်သူလူထုတွေရဲ့လက်ငင်းစီးပွားရေးအဆင့်တန်းကိုအခွင့်အရေးတန်းတူရနိုင်တဲ့အခြေအနေထိမြင့်တင်နိုင်အောင်ဆောင်ရွက်ပေးနိုင်မှာ တကယ်ဒီမိုကရေစီအထိတက်လန်းနိုင်မယ်လို့ပြောခဲ့တာဖြစ်ပါတယ်ရှင်။ကျမတို့ကဒီရွေးကောက်ပွဲပြီးုံနဲ့မပြီးသေးဘူး။ရွေးကောက်ပွဲပြီးပြီးတက်လာတဲ့ဒီမိုကရေစီနီးစနစ်အရာတက်လာတဲ့အစိုးရတွေကလည်းပြည်သူလူထုရဲ့အကျိုးကိုဆောင်နိုင်ရမယ်။အဲ့ဒါမှဒီမိုကရေစီရဲ့အကျိုးတရားရရှိမယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်ရှင်။အဲနောက်တစ်ခုကျမတို့အခုချိန်မှာကျမပြန်လဲထူထောင်ရေးကာလပေါ့နော်။ဘာကြောင့်ပြောတာလဲဆိုလို့ရှိရင်ကျမတို့ ဒီအနောက်ကနေပြန်ပြောလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မန္တလေးငလျင်ကြီးက2025ခုနှစ်မတ်လ28နေ့မှာလှုပ်ခတ်ခဲ့ပါတယ်အဲကျွန်တော်တို့ဒီလူအသက်ပေါင်းပေါ့နော်3900ကျော်တိတ်ဆုံးခဲ့ပြီးတော့မှစီးပွားရေးအရာပျက်စီးမှုလို့ဆုံးရှုံးမှုလို့ပြောလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ GDP ရဲ့14ရာခိုင်နှုန်းအထိဆုံးရှုံးခဲ့တာကိုကျွန်တော်တို့သိရပါတယ်ရှင့်အဲ့ဒီအချိန်မှာလည်းကျွန်တော်တို့အဲဒီ2024ခုနှစ်စက်တင်ဘာလမှာယာကီမုန်တိုင်းကြောင့်မလို့ရေကြီးရေရှမ်းဖြစ်တယ် 2023ခုနှစ်မေလ14ရက်မှာလဲမုခါမုံတိုင်းဖြစ်ခဲ့ပါတယ်။တော့အဲ့ဒီအရှိမပဲကျွန်တော်တို့2020ကနေ2021ထိလောက်ကအဲကိုဗစ်ကုဆက်ယောဂါပေါ့နော်ကတ်ယောဂါကြီးဖြစ်ခဲ့ပြီးတော့မှအဲ39000နဲ့460 1900နဲ့464ရောက်အသက်သေးဆုံးခဲ့ရပါတယ်။နောက် GDP ရဲ့800ခန့်နှုန်းဆုံးရှုံးခဲ့တယ်လို့ဒါဒီတက်သည့်ပညာရှင်တွေကခန့်မှန်းခဲ့ကြပါတယ်ရှင့်။